ားလုံးမမင်္ဂလာပါတယောက်ကကိုယ့်ကူညီရဲ့ခါမှာကိုကပြန်ပြီးတော့ thank you thank you thank you လို့ပြောနေတော့မယ်လားဒါဆိုလို့ရှိရင်တော့ thank you စာသုံးလို့ရတဲ့အသုံးအများဆုံးဆိုရဲ6ခုကိုသင်ပေးမှာဖြစ်ပါတယ်ဆိုတော့အတူတူလေ့လာကြည့်အောင်เนาะ let's ပထမတစ်ခုအနေနဲ့က thanks thanks ဖြစ်ပါတယ် for example thanks for your gift thanks for your gift thanks for your gift ဆိုတော့ အာမင်းရဲ့လက်ဆောင်အတွက်ကျေးဇူးတင်ပါတယ်လို့ပြောတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့က thanks a lot thanks a lot ဒါမှမဟုတ် thanks so much thanks so much for example thanks a lot for your help thanks a lot for your help မင်းရဲ့ကူညီမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောတာဖြစ်ပါတယ်သုံးခုမြောက်အနေနဲ့ကတော့ thank you very much ဒါကတော့အမြဲတမ်းသုံးနေကြအတော့အများဆုံးလို့ပြောလို့ရပါတယ်ဆိုတော့ thank you very much for example Thank you very much for everything. Thank you very much for everything. ဆိုတော့အဓိကပြောချင်တာကအရာအလုံးတွေကျေးဇူးတင်ပါတယ်လို့ပြောရဖြစ်ပါတယ်။ဆိုတော့လေးခုမြောက်အနေနဲ့ကတော့ I really appreciate it. I really appreciate it. For example, I really appreciate your kindness. I really appreciate your kindness. မြေကျင်နာမှုတွေကျေးဇူးတင်ပါတယ်လို့ပြောရဖြစ်ပါတယ်။ငါခုမြောက်အနေနဲ့က I'm grateful. I'm grateful ဖြစ်ပါတယ် for example I'm grateful for your support I'm grateful for your support မြင်ကူညီထောက်ပံ့ပေးမှုတွေကကျေးဇူးတင်ပါတယ်လို့ပြောတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ thanks a million thanks a million for example thanks a million for fixing it thanks a million for fixing it ဆိုတော့ဒီပစ္စည်းလေးကိုပြင်ပေးဖို့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ thank you ဆာဘာလေးထပ်ပြောလို့ရရဲဆိုတော့ကိုသုံးတယ်မှထင်ပါတယ်ဆိုတော့အဲကိုသိရတာလေးရှိလို့ရှိရင်ကိုသိကျင်တာလေးရှိရင်လည်း comment မှာ mention လို့ရပါတယ်ဆိုတော့ bye bye everyone see you next video